ဒါဆိုလို့ရှိရင်အခု lining ဆွဲမယ် lining ဆွဲဖို့အတွက်မတို့ကဒီရှေ့ချမ်းမှာအရင်ဆုံးခြံထားတဲ့အင်ကြီးရှေ့ချမ်းမှာခြံထားတဲ့ခောက်စာတလက်မကိုဒီကိုအလှဘက်ကိုခောက်မယ်ခောက်ပြီးလို့ရှိရင်သူ့ကိုမီးဘူးထိလိုက်မီးဘူးဖိလိုက်မယ်ဒါဆိုလို့ရှိရင်မတို့ကရှေ့ချမ်းမှာဆိုတော့ဒီတလက်မကိုအလှဘက်ကိုခောက်ပြီးသွားပြီခောက်ပြီးသွားလို့ရှိရင်မတို့ lining ဆွဲမယ် lining ဆွဲလို့ရှိရင်ဒါဆိုရင် lining မှာဆိုရင်ဒါကော့မပါတဲ့ဘက် ဒါကော်ပါတဲ့ဘက်ပေါ့နော်ဒီဒီပြောင်ပြောင်လေးတွေဖြစ်နေတာကော်ပါတဲ့ဘက်နော်ဒါတော့ဒီကော်မပါတဲ့ဘက်မှာလိုင်းနေဆွဲမယ်လိုင်းနေဆွဲလို့ရှိရင်ဒီကော်မပါတဲ့ဘက်နဲ့ဒီလိုအင်ဂျီရဲ့မလှဘက်ပေါ့နော်အင်ဂျီရဲ့မလှဘက်နဲ့ကော်မပါတဲ့ဘက်နဲ့ဒီလိုထပ်ပြီးတော့ဆွဲမှာပေါ့နော်အဲ့တော့ဒီရှေ့ချမ်းရှေ့ချမ်းဆွဲဖို့တော့မအားတော့ရှေ့ချမ်းနှစ်ချမ်းလေနှစ်ချမ်းဆိုတော့အမအားတို့နှစ်ခါမဆွဲတော့ဘူးဒီပက်တန်ကိုခောက်လိုက်မယ် ပတ်တန်ကိုခောက်မယ်ခောက်ပြီးသွားလို့ရှိရင်ဒီမှာဒီဒီမပြောင်တဲ့ဘက်ကော်မပါတဲ့ဘက်မပြောင်တဲ့ဘက်နဲ့အင်ကြီးရဲ့မလှဘက်နဲ့တင်လိုက်မယ်မပြောင်နဲ့မလှတင်လိုက်မယ်တင်ပြီးသွားလို့ရှိရင်သူ့ကိုပင်အပ်ထုံးမယ် င်းအထိုးမယ်ခင်းအထိုးပြီးသွားလို့ရှိရင်အမားတို့ကဒီမှာဆိုလို့ရှိရင်ဒီအတဲ့တွေဆိုလို့ရှိရင်ဒီမှာပေဒံနဲ့ဆွဲမယ်နော်ဒီအရှိန်နေရာဒီအတဲ့ဆိုရင်ဒီမှာပေဒံနဲ့ဆွဲမယ်ဒီတားလို့ရှိရင်အမတို့ဒီမှာ level ကို line နဲ့ကတ်မှာဖြစ်တော့ကြအောင်ဒီမှာ level အဝိုင်းလေးကိုဒီမှာဒီတိုင်းလေးဆွဲမယ် ဆက်ပြီးတော့လို့ရှိရင်မတို့ဒီပင်အက်ကိုဖြုတ်လို့ရပြီဖြုတ်ပြီးတော့လို့ရှိရင်ဒီ lining ကိုအမတို့အနည်းဆုံး lining ကိုနှစ်လက်မှယူမယ်เนาะဒီလိုမျိုးလေးနှစ်လက်မှလိုက်တိုင်းမယ်ဒီလေပြင်းဝိုင်းလေးရနေပြီးတော့ ဒါဆိုလို့ရှိရင်ဒီမှာ line နှစ်လက်မပြားရပြီအဲ့တော့နှစ်လက်မပြားကိုရှေ့ချမ်းမှာ AG ရနှစ်ချမ်းဖြစ်တဲ့ကြောင့်ညက်မယ်ညက်လို့ရှိရင်ဒီတိုင်းထပ်ပြီးမညက်ဘူးဒီမှာတင်းအက်လေးတစ်ချောင်းထိုးမယ် ါဆိုလို့ရှိရင်ရှေ့ကျန်းကို lining မြတ်တယ်ပေါ့နော်ဒါနှစ်လွှာဖြစ်သွားပြီအဲ့တော့ lining မှာဆိုရင်ဒီပခုံးဆိုရင်ပခုံးဘက်လေးကိုအမှတ်သားလေးနဲ့မှတ်ထားပေါ့နော်ဒါပခုံးဘက်လေးကိုမှတ်ထားဘာဖြစ်လို့လဲဆိုတော့လေဒီပခုံးနဲ့အရှိတ်ဘက်နေရာဒီနှစ်လက်မနှစ်လက်မဆိုတော့ lining တင်လို့ရှိရင်မှားမှာဆိုလို့အဲ့တော့ဒါရှေ့ကျန်း lining ရသွားပြီရသွားရင်အမားတို့ခု now channel lining ဆွဲမယ် ါဆိုရင်ရှေ့ကျန်ပြီးသွားရင်မတို့နောက်ချမ်းပေါ့နော်နောက်ချမ်းလိုက်နေဆွဲဖို့အတွက်နောက်ချမ်းလည်းအလိုမျိုးပဲဒီမှာဆိုရင်ဒါမပြောင်းတဲ့ဘက်မပြောင်းတဲ့ဒီအင်ဂျီရဲ့မလှနဲ့ထပ်မယ်နော်မပြောင်းမလှထပ်မယ်ထပ်ပြီးသွားလို့ရှိရင်အငြင်းတန်းဒီဟာလေးကိုပင်အပ်လေးထိုးနော်ရွေ့ပါစို့လို့ပြရထိုးထိုးပြီးသွားလို့ရှိရင်ဒီလေပင်ဒီပခုံးကမြင်းအတဲ့ဆိုရင်သူ့ကိုမြင်းဆွဲ သူ့မြင်းဆွဲနော်ဆွဲပြီးတော့တော့မှသူ့ဒီဟာလဲပင်းဆိုရင်သူ့လဲပင်းလေးအတိုင်းကိုမှတ်လိုက်မယ်နော်မှတ်ပြီးသွားလို့ရှိရင်ပင်အပ်ဖြုတ်လိုက်တော့မယ်ပင်အပ်ဖြုတ်ပြီးသွားရင်ဒီနောက်ချိန်အောင်ဖယ်လိုက်မယ်ဖယ်ပြီးသွားလို့ရှိရင်ခုနအရှိအတိုင်းပဲသူ့ကိုလဲ lining ကနှစ်လက်မှယူမယ်ဆိုတော့သူ့ကိုနှစ်လက်မှလိုက်မှတ်မယ်